မင်္ဂလာပါဒီနေ့မှာတော့ဆယ်ကျော်တဲ့အရွယ်လူငယ်လူရွယ်လေးတွေနဲ့အတူတီတီတီထိုက်တဲ့စာနာကြည်ဖြူလက်တွဲကူဆိုတဲ့အကြောင်းအရာလေးကိုဖတ်ပြပေးမယ်နော်ဒါကြောင့်တောင်သမီးတို့ရေဒီအကြောင်းအရာပုံမြင်ဝိထုလေးကိုစုံအောင်နားထောင်ပေးဖို့ဖိတ်ခေါ်လိုက်တယ်နော်တခါကမောင်ပန်းမွေးရဲ့အဖေကကျမ်းမာရေးမှူးတစ်ယောက်ဖြစ်တယ်တဲ့ သူတို့မိသားစုဟာဇာတိဖြစ်တဲ့မြိုင်းသားရရွာကလေးကို ပြန်ပြောင်းလာတဲ့အတွက်အားလုံးကဝမ်းသာအားရနဲ့ကြိုဆိုကြတဲ့ကွယ်။မောက်ပန်းမွေးဟာတငယ်ချင်းတွေနဲ့ပြန်တွေ့ရလို့အရင်ဝမ်းသာနေတယ်။ငယ်တငယ်ချင်းဖြစ်တဲ့တန်းအောင်ကိုမတွေ့ရလို့မေ့ကြည့်တဲ့အခါတငယ်ချင်းတွေကဟာဒီကောက်အကြောင်းတော့မပြောပါနဲ့။သူမှ HIV ပိုးရှိနေတယ်လို့ကြားရတယ်။ဒီကောင်မျိုးပေါ်မှာလိန်အပျော်အပါလိုက်စားပြီး HIV ပိုးကူးစက်လာတယ်ထင်ပါရဲ့။အဲ့ဒီကောင်စီက HIV ပိုးကူးခံရမှာစိုးလို့ငါတို့ကသူ့ကိုမခေါ်ကြဘူး။မင်းလည်းမသွားနဲ့အကူးခံနေရအောင်မေ။ဒါပေမဲ့မောင်ပန်းမွေးဟာ တငယ်ချင်းတန်းအောင်ကိုတွားတွေ့ခဲ့တယ်။တွေ့တွေ့ချင်းမှာတန်းအောင်ကအန်အောဝမ်းသာသွားတယ်။ပြီးတော့ငိုလေငိုတယ်။ငိုရင်းနဲ့လည်းသူကရှင်းပြတယ်တဲ့။တငယ်ချင်းတွေထင်တယ်လို့ငါအပြော့အပါလိုက်စားတာမဟုတ်ပါဘူးကွာ။ငါကိုယ်တိုင်တောင်အိတ်ဆိုင်ဝီပိုးဘလို့ကူးလာတယ်ဆိုတာမသိဘူး။ဒါဆိုရင်မေးပါရီလောက်ခဲ့ဘူးလေ။ ပြန်စဉ်းစားကြည့်ပါဦးနဲ့ငါတငယ်ချင်းတွေနဲ့စုပြီးအရက်တစ်ခါတလေတောက်ဖူးတယ်ပွဲသွားတော့ကသူများတွေအယုတ်ထိုးတာမြင်လို့ငါလဲသဘောကျပြီးစိတ်မြင့်ချောင်းတွေထိုးဘူးတယ်အဲ့ဒီနှစ်ခုတည်းကဘယ်ဟာကနေအိတ်ဆိုင်ပြီဖို့ကူးခံရတယ်လဲဆိုတာမသိတော့ပါဘူးကွာမောင်ပန်းမွေးကသူတက်ခဲ့ဘူးတဲ့ ျောင်းပြင်ပပညာရေးတင်တန်းက HMV ပိုးနဲ့ပတ်သက်တဲ့ကူးဆက်နည်းတွေကိုတန်းအောင်တဲ့တကွတငယ်ချင်းတွေကို ရှင်းပြတယ် HMV ပိုးရှိတဲ့သူနဲ့လိန်တူလိန်ခွဲဆက်ဆန်းနာသွေးစစ်ဆေးဖို့အချိန်မရလို့ HMV ပိုးရှိတဲ့သွေးကိုသွေးမိတာ HMV ပိုးရှိတဲ့မိခင်ကနေဒရေသားကိုကူးတာ အတချောင်းနဲ့နဲ့ဆေးထိုးတာဆေးမြင့်ချောင်းထိုးတာတွေဟာ HIV ပိုးကူးစက်နိုင်တဲ့နည်းတွေဖြစ်တယ်။မောင်ပန်းမွေးဟာဆေးမြင့်ချောင်းထိုးလို့ HIV ပိုးကူးစက်ခံရနိုင်ပုံကိုလည်းထွက်ရှင်းလေလုံးဝင်းနဲ့ဆက်ပြီးတော့ရှင်းပြတယ်။ဆေးမြင့်ချောင်းထိုးပေးတဲ့ထွက်ရှင်း လုံးဝင်းဆိုတဲ့အချက်လေးချက်နဲ့ကိုက်ညီမှကူးဆက်နိုင်တာကွထွက်ဆိုတာက HIV ပိုးရှိတဲ့သူရဲ့ခန္ဓာကိုယ်ကို အခေါင်းပါတဲ့အက်နဲ့ဆေးမြေကြောင်ထိုးတဲ့အတွဲသွေးနဲ့အတူ HIV ပိုးထွက်လာတယ်။ရှင်းဆိုတာကတော့ဆေးမြေထိုးတဲ့အက်အပေါက်ခေါင်းထဲမှာရှိတဲ့သွေးတွေက HIV ပိုးတွေရှင်သန်နိုင်တယ်။လုံးဆိုတာက HIV ပိုးကူးစက်ဖို့လုံလောက်တဲ့ပိုးအရေအတွက်တည်းရှိနေတယ်။ဝင်းဆိုတာကအဲ့ဒီအက်နဲ့ပဲတခြားတယောက်ကိုဆက်ပြီးစိတ်မြင့်ကြောင်းထိုးပေးမယ်ဆိုရင်အက်ထဲမှာရှိတဲ့ HIV ပိုးဟာသွေးနဲ့အတူ နောက်လူရဲ့ခန္ဓာကိုယ်ထဲကိုဝင်သွားနိုင်တယ်။ဒီလိုနဲ့ထွက်ရှင်းလုံးဝင်းဆိုတဲ့အချက်လေးခုနဲ့ညီနေတဲ့အတွက် တန်အောင်ဟာ HIV ပိုးကူးစက်ခံရတာပဲပေါ့တကယ်တော့တန်အောင်ဟာမင်းတို့ထင်သလိုလိမ်အပြော်အပါလိုက်စားလို့ကူးစက်ခံရတာမဟုတ်ပါဘူးစင်းမြင့်ကြောင်းထိုးခဲ့လို့ကူးစက်ခံရတာပါဘလို့ပဲကူကူပေါ့ကွာမင်းတို့အနေနဲ့သူ့ကို ကိုချင်းစာနားလဲတင်နေပြစ်ပယ်မထားပဲအရင်လိုပဲတငယ်ချင်းအဖြစ်လက်ခံကြပါ ဖေးမှကူညီကြပါကွာတန်းအောင်ရေမင်းလဲစိတ်တက်ကြအာငယ်မနေပဲကို့စိတ်ကိုပြစ်တင်ပြီးကျမ်းမာရေးအလေးအကျင့်ကောင်းတွေကိုပြုလုပ်ပါအာဟာရရှိတဲ့အစာအစာတွေများများစားပြီးကိုခန္ဓာခုခံအားတွေမြင့်တက်လာအောင်ကြိုးစားလုပ်နေထိုင်စမ်းပါအဲ့ဒီတငယ်ချင်းတွေလည်း HMV ဘိုးဟာ အလွယ်တကူမကူးဆက်နိုင်ပဲထွက်ရှင်း လုံဝင်းဆိုတဲ့အချက်လေးချက်နဲ့ကိုင်ညီမသာကူးဆက်တယ်ဆိုတာကို နားလည်သွားကြတယ်။တန်အောင်ကိုလည်းအရင်လိုပြစ်ပယ်မထားတော့ဘဲဝိုင်းဝန်းကူညီဖေးမဆောက်ရှောက်ကြတယ်။တန်အောင်ကိုတိုင်လည်းစိတ်တက်မကြတော့ဘဲတငယ်ချင်းတွေနဲ့အတူရက်ရွာ လူမှုရေးလုပ်ငန်းများတွေမှာပါဝင်လာပြီးကြံ့ရှိနေတဲ့ဘဝကိုပျော်ရွှင်စွာ နေထိုင်သွားတယ်တဲ့ကွယ်။ ဒါဆိုရင်တာတာမီမီလေးတို့ရေစာနာကြည့်ပြူလက်တွဲကူဆိုတဲ့အကြောင်းအရာလေးကဒီရင်ပြီးဆုံးသွားတဲ့ဖြစ်တဲ့အတွက်မေကွန်းလေးတွေပဲဖြည့်ကြည့်ရအောင်နော်နံပါတ်1ယောဂပိုးကူးဆက်စေတဲ့နီလန်းများကိုပေါ်ပြပါနံပါတ်2 HIV ပိုးကူးဆက်နိုင်တဲ့အချက်များကို ရှင်းပြပါနံပါတ်3 HIV ပိုးကူးဆက်ခံရသူကိုတငယ်ချင်းများနဲ့ ပတ်ဝန်းကျင်အတိုင်းဝိုင်းကဘလို့ဆက်ဆံတင်းတယ်လေဒီအချက်ကလေးတွေဒီမေးခွန်းလေးတွေကိုတာတာမီမီလေးတို့ရေ ဖြည့်ကြည့်ကြရအောင်နော်တာတာမီမီလေးတို့လည်းတယောက်နဲ့တယောက်စာနာကြည့်ပြုဖေးမကူညီနိုင်တဲ့သူလေးတွေဖြစ်ကြပါစေကျေးဇူးများကြီးတင်ပါတယ်နော်